line ပေါ်မှာအရန်ကိုနာမည်ကြီးနေတဲ့ AI tool တွေကိုကျွန်တော်တို့ official free ဘယ်လိုမျိုးယူရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးပါမယ် โอเคကျွန်တော်ကတော့အခုလောလောဆယ်ကျွန်တော်ကဒီပေါ့နော်ကျွန်တော်ရဲ့ဒီ laptop ထဲမှာကျွန်တော်စမ်းထားတယ်ပေါ့နော်ဒီဖုန်းထဲမှာလည်းကျွန်တော်တို့ဒီလုတ်လို့ရပါတယ်ကျွန်တော်ကဒီ laptop နဲ့ပြထားတာမဟုတ်လို့ကျွန်တော်တို့ဖုန်းထဲမှာလည်းဒီပေါ့လုတ်လို့ရတယ်ပေါ့နော်အဲ့တော့ဖုန်းထဲမှာဖြစ်ဖြစ် laptop မှာဖြစ်ဖြစ်ကျွန်တော်ကြိုက်နေတဲ့ရာ browser တွေကိုကျွန်တော်ဝင်လိုက်ပါကျွန်တော် laptop မှာတော့ကျွန်တော် chrome browser တွေကိုကျွန်တော်ဝင်လိုက်ပါတယ်โอเคဒီမှာ byte ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအဲပေါ့နော်ဒီမှာ ai ai doc make.com ဆိုပြီးရိုက်လိုက်ပါ โอเคဒီတက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘယ်နေရာကိုဝင်ပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပါเนาะ PRIN CIN G Princing ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးရပါမယ်โอเคဒီတက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဟိုးအောက်ကိုသွားလိုက်ပါเนาะဟိုးအောက်ကိုသွားလိုက် အဲတွားလိုက်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီမှာအဲဒီမှာ free for student အဲ student educator ဆိုပြီးရှိရပါတော့အဲဒီဟာကကျွန်တော်တို့ပေါ့နော်ဒီဟာကကျွန်တော်တို့အဲနီလန်းတွေကိုကြော်ပြီးတော့သုံးတာမဟုတ်ဘူးအဲဒီ AID 2ဘက်ကကိုကျွန်တော်တို့ကိုဒီ official ပေးထားတာပေါ့နော်အဲအဲ့ဒါကိုကျွန်တော်တို့ကဒီ official ရယူတဲ့နီလန်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒီအောက်မှာ claim now ဆိုတာရှိရပါတော့အဲ့ဒီဟာကိုကျွန်တော်နှိပ်ပေးလိုက်ပါ โอเคဒီတဲ့ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဒီမှာအောက်မှာ email password ဆိုတာရှိပါเนาะအဲ့တော့ကျွန်တော်တို့ကအဲ့ဒီထဲကိုကျွန်တော်တို့ဘာတွေထည့်ထည့်ရမလဲဆိုတဲ့ဟာကိုကျွန်တော်အသေးစိတ်ရှင်းပြပြပါမယ်โอเคဒါဆိုလို့ရှိရင်ဒီနေရာမှာပေါ့เนาะကျွန်တော်တို့ကဒီဟာကကျွန်တော် student plan ဖြစ်တယ်ပေါ့เนาะအဲ့တော့ student plan ဖြစ်တဲ့အတွက်ကျွန်တော် AI ကအသုံးပြုခွင့်ပေးထားတယ်ဒီ university တွေက EDU mail တွေကိုပဲကျွန်တော်အသုံးပြုပေးရမှာဖြစ်တယ်ပေါ့เนาะဥပမာကျွန်တော်တို့ဒီမှာပေါ့เนาะ NYU university ဆိုလို့ရှိရင် @nyu.edu@nyu.edu ဆိုတဲ့ဟာကို domain နဲ့ဆုံးပေးရမယ်ကျွန်တော်တို့ဒီမှာပေါ့ university of machine င်ဂန် University of Michigan ဆိုလို့ရှိရင်လည်းအဲဒီမှာတော့ UMICH.edi ဆိုပြီးတော့မှကျွန်တော်တို့အဲအဲ့လိုမျိုးနောက်ဆုံး domain ကိုစုံပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က edu မေးအစ်စ်ဖြစ်စရာကျွန်တော်မလိုဘူးပေါ့နော်ရှေ့မှာကျွန်တော်တို့ကြိုက်တိုက်နေတဲ့ရကျွန်တော်တို့ဟာတခုခုကိုရိုက်လိုက်ရိုက်ပြီးတော့မှကျွန်တော် name ကိုသတ်မှတ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်က domain ကဒီမှာပေါ့နော်ဒီဒီ UMICH.edu နဲ့ဒီမှာအဲ @nyu.edu အဲ့လိုမျိုးတွေကျွန်တော်တို့အဲ့လိုမျိုးပေးပေးရင်တော့ရပြီပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့အစောကဒီနေရာကိုကျွန်တော်ပြန်သွားမယ်ပေါ့နော် โอเคအဲ့ဒါဆိုရင်ကျွန်တော်အစောကပြောခဲ့သလိုပဲကျွန်တော်ကဒီမှာကျွန်တော်က MMZ MMZ ဟိုပါဘောနော် MMZ နောက်ပြီးတော့ဒီနောက်မှာကျွန်တော်အစောကပြောခဲ့တဲ့အတိုင်းပဲ MMZ ဒီမှာ @@nyu.edu ဆိုတဲ့ဒီ domain ကိုねကျွန်တော်နောက်ဆုံးကျွန်တော် ဒီကောင်ကိုထည့်ပေးမယ်ပေါ့နော်โอเคအဲဒါဆိုရင်ဒီကောင်ကို copy ယူခဲ့ကိုယ်ကို manual ရိုက်ထည့်လဲရတယ်ပေါ့နော်โอเคအ MM ဆိုနောက်ပြီးတော့ဒီမှာ MP CHANNEL ကို channel channel ပြီးရင်အစောကကျွန်တော် copy ယူလာပေါ့နော်အဒီမှာ @nyu.edu ဆိုတဲ့ဟာပေါ့နော်အဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာဒီဒီထဲမှာကျွန်တော်ထည့်ပေးလိုက်ပေါ့နော်ထည့်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနောက်နောက်ဆုံးကကျွန်တော်ရှေ့မှာဘယ်လို name ပေးခဲ့ပြီးကောနောက်ဆုံးမှာဒီ .nyu.edu ဆိုတာနဲ့ကျွန်တော်အစောအောက်ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင် .umich edi ဆိုတဲ့ဟာနဲ့တော့နောက်ဆုံး edu ဆိုတဲ့ဟာနဲ့တော့ကျွန်တော်တို့ဆုံးပေးရမယ်ပေါ့နော် okay sorry အဲ့လိုမျိုးတော့ကျွန်တော်တို့နောက်ဆုံးကဆုံးပေးမှရမယ်ပေါ့နော် okay ကျွန်တော်က @nyu.nyu.edu ဆိုပြီးတော့မှကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ password ကတော့ကျွန်တော်တို့ဒီမှာအဲဒီသူ့ရဲ့ strong ဖြစ်တဲ့ password ကိုကျွန်တော်ပေးပေးလိုက်ပေါ့နော် okay အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှင်တော့ကျွန်တော်အောက်ကကျွန်တော် create account ကိုကျွန်တော်နှိပ်ပေးလိုက်လို့ရပြီ။ โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲဒီမှာကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီအရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာကျွန်တော်ပြမှာပေါ့เนาะအဲအဲ့ဒီတော့ကျွန်တော်ဒီမှာ create new ဆိုတာကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะ share ဆိုတဲ့ထက်ကိုကျွန်တော်ဝင်လိုက် အဝင်ပြီးဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ AI model ဆိုတဲ့ဟာကိုနှိပ်ကြည့်လိုက်လို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီမှာ genial mode machine gpt ဒီမှာပေါ့เนาะအများကြီးပဲပေါ့เนาะဒီမှာကျွန်တော်တို့ deep sea တွေလည်းပါတယ်ဒီမှာအရန်ကိုဟိုပါပေါ့เนาะနာမည်ကြီးနေတယ်ဒီမှာ AI tool တွေကိုကျွန်တော်တို့ free အသုံးပြုလို့ရပြီပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့ဒီကျွန်တော်ရဲ့ဒီ plan ကိုကျွန်တော်ပြပေးမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီဘက် setting ပုံစံလေးကိုနှိပ်လိုက်ဒီမှာ money subscription ဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပေးလိုက်ပေါ့เนาะ okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအောက်မှာဒီမှာပေါ့เนาะဒီမှာ unlimited တွေဖြစ်ကုန်ပြီပေါ့เนาะအကုန်လုံးကျွန်တော်တို့ဒီမှာပေါ့เนาะအဲလုံးဝ free ကိုကျွန်တော်တို့ အကုန်လုံးအဲအသုံးပြုလို့ရပြီပေါ့နော်ကျွန်တော်တို့ license တစ်ခုအနေနဲ့ပဲကျွန်တော်အသုံးပြုလို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုကျွန်တော်မေးပြမယ်ပေါ့နော်အဲ့တော့ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော် chat chat gpt ဒီမှာဒီကောင် chat gpt mini ဆိုတဲ့ဟာကိုကျွန်တော်ရွေးလိုက်တယ်ရွေးပြီးတော့မှကျွန်တော်ဒီမှာအဲဒီမှာပေါ့နော်ကျွန်တော်ဒီမှာမေးခွန်းတစ်ခုကျွန်တော်မေးကြည့်မယ်ပေါ့နော် โอเคကျွန်တော်အခုလိုမျိုးကျွန်တော်မေးလိုက်ရပါတော့เนาะမေးလိုက်ရဆိုလို့ရှိရင်เนาะသူကဒီမှာအဲသူရှာနေပါတော့ရှာပြီးပြီเนาะကျွန်တော်တို့ဒီပြန်ဖြေပေးမှာဖြစ်ပါတယ်ခေတ္တဆောင်တိုင်းပေးလိုက်ပါโอเคအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်အဲဒီမေးတဲ့မေးခွန်းတွေကိုလည်းသူကမြန်မာလိုကျွန်တော်မေးလို့ရတယ်ပေါ့နော်မြန်မာလိုလည်းသူကပြန်ပြေနေပြီပဲဖြစ်ပါတယ်။โอเคဒါဆိုလို့ရှိရင်အရန်ကိုတံပိုးရှိတယ်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီအရန်ကိုနံပါတ်ကြီးနေရဲ့2တွေကိုကျွန်တော်တို့ဘယ်လိုမျိုး official ကျွန်တော်တို့တုံးလို့ရအောင်လုပ်ရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးပဲအသိပေးရပါသေးခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။